အလိုပဲတခေရှိခရတော်နာမနာမင်္ဂလာပါလို့ရှိဥစာနှုတ်ဆက်တတ်ပါတယ်။အဤနေညမှာဤနေမှာကိုရရဲ့နှုတ်ပါတော်ကိုဟောပြောတတိခဖို့ရတဲ့မထမတတော်ညာလဲအချင်းနဲ့ယူပစ္စည်းပေးတဲ့ထာဝရဖျားရင်နာမတော်ချီးမွားပါ၏။နှုတ်ပါတော်ကိုဆံပြုခင်မှာသတော်စက္ကနာကြပါစို့။ချင်းမြဆွေလေးတရှိတော်မူတော့အမြတ်တော်ရှိပါကိုရိုင်းနာမတော်ချီးမွားပါ၏ကိုရော ရောဂျီရောဂျောက်အင်းဒီမမိမထမ်တာညာလဲကိုရောအင်းငဘရောကိုဟပြတတိခဘူရတွေ့အချင်းနဲ့ပစ္စည်းရဲ့အတွက်ကိုရောအင်းနာမတော့ချီမွားပါ၏ကိုရောအင်းညာမသမီးပြောမဲ့နိုဗာရောတမန်တရားတစ်ခုကြည့်စင်လာကိုရောပြောစီလို့တော့အရာများဖြစ်စေတော်မူပါဝိညာဘုရားကျွန်တော်အင်းနောက်ရှာပစာမြတ်ကိုအသုံးပြုတော်မှာဝိညာဘုရားကျွန်တော်ဥစားပါလက်ပြပါဒီနောဘာရောစတဆကနာဒီယခါတဘာရောခရစ်တော်ရှင်နာမနာစတဆကနာစပြုပါ၏အာမင်အင်းဒီမှာကျွန်မဟောပြော ပါမယ်နှုတ်ဘတော်ရဲ့ခေါင်းစီကတော့ဘုရားသခင်ရဲ့ခေါ်ကြီးဘုရားသခင်ရဲ့ခေါ်ကြီးမရွေးချယ်ရွေးချယ်ထားတဲ့နှုတ်ဘတော်ကတော့ယေရမိအခန်းကြီး1တခါလို့ဖြစ်ပါတယ်ယေရမိအခန်းကြီး1အခန်းငယ်1မှ19ဘုရားသခင်ရဲ့ခေါ်ကြီးဘုရားသခင်ရဲ့ခေါ်ကြီးဆိုတာနော်ကျမတို့ကိုတချို့တော်သူတွေကိုအသေးချင်မှခေါ်ရချိန်များရှိရှိတယ်လို့ငရွေတဲ့အချိန်မှလည်းခေါ်ရသူများရှိတယ်လို့အမိဝါတဲ့ကနေမှဘုရားရွေးကောင်းပြီးခေါ်ယူကြည့်ခရရတဲ့သူများလည်းရှိပါတယ် အချို့တော်သူများကိုဘုရားကယေဘရဟိအဖြစ်တော်လကောဘရောဖက်အဖြစ်တော်လကောဘုရားကခေါ်ဘုရားရဲ့ခေါ်ကြီးကိုခရရတော်သူများလည်းရှိတယ်။ဤနေ့ဤနေ့ခေအနေဖြင့်ပြောရမယ်ဆိုရင်အချို့တော်သူတွေကိုအတေဥဆရာအချို့တော်သူတွေကိုဆရာဆန်နစ်ကူဆရာဆရာမဆိုင်ချပုတ်ကိုဧဝဂလိဆရာစတော်ခေါ်ကြီးကိုခရရတော်သူများကိုကျွန်တော်တို့မြည်တွေ့ရမှာဖြစ်ပါတယ်။ကျွန်တော်တို့ကျဆာတအုပ်လုံးကိုခြုံငုံကြီးလာတော့အချိန်မှာဘုရားခေါ်တော့သူ သူများသူတို့ရဲ့ပြစ်ဆုံးခြင်းကြောင့်ဖြောင်းမှန်းခြင်းကြောင့်မဟုတ်ပဲသူတို့အားနည်းနေဖြစ်စေမပြစ်ဆုံးနေနေဖြစ်စေအရေးကြီးမရှိတော့သူဖြစ်နေပါစေဖျားခေကသူရဲ့ချစ်ခြင်းမေတ္တာဖြစ်သူရဲ့ပြစ်ဆုံးခြင်းအဖြစ်သူသူများကိုခေါ်ခဲ့တယ်ဆိုတော့ကိုကျွန်တော်တို့မြေတွေ့ရမှာဖြစ်ပါတယ်အာဥမာဖြစ်မောရှိရဲ့တက်တာအာဗရာဟာပေါ်လူသူစာတော့လူများစွာဒီမှာမအီ၃ရောက်ပဲအဲဒီမှာဖော်ပြထားပါတယ်ပြောဖျားရဲ့ခေါ်ခြင်းကို ဘသူမှရှာလွဲလို့မရဘူးကျွန်တော်ကျမတို့ဘသူဘလို့ပဲရှာလွဲနေပါစေဘသူမှရှာလွဲလို့မရတဲ့အရာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့မြင်တွေ့ရမှာဖြစ်ပါတယ်ဘုရားရဲ့ခေါ်ကြည့်ဟူတော့ဤကောင်းစီအောင်မှာယေရမိရဲ့အသက်တာအဖြစ်ဘုရားကသူ့ကိုဘလို့ခေါ်ခဲ့တယ်ဘုရားရဲ့ခေါ်ယူခြင်းအကြောင်းကိုသူဘလို့ခံခဲ့ရတယ်ဆိုတော့အကြောင်းအရာများအဖြစ်အောက်တွင်ကျွန်မဆက်လက်၍ဖော်ပြတော့ပါမယ်ဖြစ်ပါတယ်ဘာမှကျွန်မကူပြောပြတော့မယ့်အချက်အသုံးချက်ဖြစ်ပါတယ်ပထမချက်ကယေရမိကိုဘုရားတစ်ခေခေါ်ခြင်း ဒုတိယအချက်ကတော့ယူမွေမြေတွေးရတော့ယူပါယုံနေရ။နောက်တတိယအချက်ကတော့ယူရမီဤပရိုဖက်စ်ကတော့ပရမအချက်နေကျွန်တော်တို့တော့မှာပရမအချက်ဖြစ်ယူရမီကိုဖျားခေခေါ်ကြီးအခါကြီးတေးအခါငယ်တေးမှာကိုဖြစ်ပါတယ်။အဲ့မှာပရမနေပြီကျွန်တော်တို့တွေးရမှာဖြစ်ပါတယ်။အခါကြီးအခါငယ်တေးမှာတော့မှာယူရရှိပြီတွေရဲ့အကြောင်းအနေငယ်ကိုပြောပြသွားရှင်ပါတယ်။ ပရမတရားကယူဒရှိပီမင်းယူဒရှိပီယောရှိမင်းယောရှိမယသူကကောင်းသောမိသားဖြစ်တဲ့ပြောသူကဘုရားရှိတော်နာတရားတော်အမှုကိုဖြူတော်မိသားဖြစ်တဲ့ယရုယရုရှိလေမြို့မှာရှိတော်ကုံမြေအရှာရာပေသူထူးလောက်သောယုတ်သူတိုးသောယုတ်သူနဲ့ဘာလဖျားရစ်ပလီမြောက်ကိုရှိတယ်မြတ်ရစ်ပလီမြောက်ကိုသူကတုတ်တိပေးရှိခဲ့တယ်ဆိုတော့ကိုကျွန်တော်တို့ကျွန်တော်ညီမတို့မိတဲ့ညီမတို့လေးလာကြဖြစ်တွေ့ရမှာဖြစ်ပါတယ် သူရဲ့သားနောက်တူကနေပြီးသူရဲ့သားဖြစ်တော့ရောရွက်ကေနေဇီဒီကီတို့သူတို့နှစ်ယောက်နှစ်ယောက်ကသူရဲ့သူတို့ရဲ့ဖတ်ခေအတားသရဖျားရဲ့ဒါရက်ပြရှိတော့နာကောင်းတော့အမှုကိုပြုတော့မင်းမြန်မဟုတ်ဘူးမတရားတော့အမှုကိုမြောက်ကိုပြုတော့မင်းမင်းမှန်ဖြစ်တယ်အော်ဂျော်ရစ်ကေမီကသူကစူရမီတမဖြစ်တယ်သူကဆလိတ်အယေရမိယေရောဆလိတ်ကိုသူကမိရှုခဲ့တယ်ဘယ်မှာဖော်ပြထားလဲဆိုတော့ယေရမိအခန်းကြီး36မှာကျွန်တော်တို့ဖတ်ကြည့်လေးတွေ့ရပါမယ် နော်တရသူရဲ့သားစီဒီကီမင်သူလဲဆိုရမင်းတပါပဲသူရဲ့လက်ထက်မှာယေရုရှလင်မြို့လာတော့ဘာဘူးလိုပြီးနေဘုခါနေဆိုင်တိတ်သွားကြီးကိုခတ်ရတယ်ဆိုတော့ကိုကျွန်တော်တို့လေးလိုက်ကြည့်တွေ့ရမှာဖြစ်ပါတယ်သူအချိန်သူအချိန်မှာအယေရမိသူအချိန်တွေယေရမိကိုပရောဖက်ပြုပွဲရအတွက်ထာဝရဖျားရဲ့ရွေးကောက်ကြီးကိုသူခတ်ရတော့အချိန်ဖြစ်ပါတယ်ဖျားကယေရမိကိုတိကိုအမိဝါထဲကနေတိကိုငါယူ တရှိစီပြေလူအမျိုးမျိုးတို့ဘိုးပရော့ဖက်ပြုယူလူအမျိုးမျိုးအတွက်ပရော့ဖက်ပြုဖို့ရတဲ့သူ့ကိုငါရွေးကောက်ထားခဲ့တယ်ဆိုတော့ဘုရားသူ့ကိုခေါ်တဲ့အချိန်မှာယေရမိကဘုရားကိုပြန်ပြောခဲ့တယ်ကျွန်တော်ကငယ်သေးတယ်ဒါတော့ဘုရားရဲ့အနုကပတော်ကဘယ်လိုဟောပြောရမလဲကျွန်တော်မပြောတတ်ဘူးဘုရားကိုညင်းညစ်ပယ်ဖို့ရသူစူးစမ်းခဲ့တယ်ဒါပေမဲ့ဘုရားက ဖခင်ကသူ့ကိုပြပြောတယ်။တင်းတင်းတရားငယ်တဲ့မပြောနဲ့တဲ့။သူတို့ရဲ့ပုံတတာကိုတိုက်ပြေထဲမှာရှိသူကအသက်ငယ်တဲ့ဆိုတော့တိုက်ပြေထဲမှာရှိတော့မင်းများသူ့ထဲကြီးတော့သူများစွာရှိရဲ့။အဲ့ရသူကအထူးအရာများကိုကြည့်ပြီးသူကြောက်ရွံ့နေမှာမေနေမှာဆိုတော့ကျွန်တော်တို့လည်းသူအရာများကိုကြုံရကြောက်မှာဖြစ်ပါတယ်။တော့ယေရမိအသက်ကသူကြောက်တဲ့အချိန်မှာဖခင်သူ့ကိုထိုးသူများသူတို့ရဲ့ပုံတတာကိုကြည့်ပြီးမကြောက်ရွံ့နဲ့တင်းနာမှာငါရှိရဲ့။ တော့သွားခါဘုရားကဘုရားကသူ့ရဲ့လက်တော်အဖြစ်ဂျေရမီရဲ့နှုတ်နဲ့သူ့ဂျေရမီရဲ့နှုတ်ကိုတိုးထီကသူ့ရဲ့ယေရမိယနှုတ်ထင်တာဘုရားရဲ့တတိစကားကိုဘုရားရဲ့နှုတ်ဘတော်ကိုယေရမိယနှုတ်နာဘုရားထဲထဲထားခဲ့ပြီးဘုရားသူ့ကိုခေါ်ပေးတယ်အဲဘုရားသူ့ကိုလည်းအခွေရေးပေးခဲ့တယ်တန်နိုင်ငံမြောက်အပေါ်မှာတန်နိုင်ငံမြောက်အပေါ်မှာ တေးရနှုတ်ပယ်ဖြူချဖြစ်စီမလဲရတော့အခွေးနဲ့ပြန်လဲပြီးတိဆောက်ဆပ်ပြတော့အခွေးနာကိုလည်းဘုရားကယေရမိကိုပြီးခဲ့တယ်။ဘာလို့ဘုရားကဤရရကိုပြောရလဲဆိုတော့ယေရမိယေရမိကယေရမိကအတ္တမအမှုတွေတရားစီခြင်းနဲ့မျော်လင့်ခြင်းနဲ့ပြန်လဲထူထောင်ခြင်းတတိစကားများကိုပေးစော်ခြင်းပေးစော်ခြင်းပြုဖို့အရာတွေဘုရားကသူ့ကိုယေရမိကိုအတုပြုခဲ့တာဖြစ်ပါတယ်။ ယေရမိရဲ့သူတို့ယေမိသားစုမိသားစုအတားဝမှာကျွန်တော်တို့လေးလိုက်ကြည့်မယ်ဆိုလေယေရမိရဲ့သူရဲ့မျိုးရိုးစင်စင်မှာစစ်တက်လာကယေဘရဟိမပဲယေဘရဟိမဖြစ်တယ်ဆိုတော့ကျွန်တော်တို့တည့်ရမှာဖြစ်ပါတယ်သူရဲ့ဖေကယေဘရဟိဟီလီခိဖြစ်တယ်သူရဲ့ဖေဟီလီခိရဲ့အဟီလီခိပြောရမှာဆိုယေရမိရဲ့အဖိုးအပြတ်သားတွေလည်းအရှလမုခိကရှလမုမိဂျီခေနာတို့ယေဘရဟိဖြစ်ယေဘရဟိဖြစ်ခဲ့တယ် ယေရမိလေသူကယေဘရဟိမှာစစ်တဲ့ရသူကဖေရယေဘရဟိဖြစ်တော့ချင်မှာသူရဲ့သားသူအယအယကိုဆက်ခံမယ်ဆိုတော့မျော်လိချင်တဲ့သူရဲ့မျော်လိချင်တဲ့သူသားကိုသူသားကိုဆက်ခံစီရှင်အမေမထင်မှန်းမဲ့ဖေယေရမိကယေဘရဟိပြုမှာတဲ့ဖေကသူ့ကိုသူရဲ့တိတိစကားကိုပြောချဖို့ရတဲ့ပရောဖက်အရာဖြစ်ယေရမိကိုရွေးကောက်ထားခဲ့တယ်ဆိုတော့ကိုကျွန်တော်တို့မြင်တွေ့ရမှာဖြစ်ပါတယ်ယေရမိသူ့ ဖះရဲ့ရွေးကောက်ခြင်းကိုခံရတဲ့အချိန်မှာဘရော့ဘဲပြုဖို့ရအတွက်ခေါ်ခြင်းကိုခံရတဲ့အချိန်မှာအသူရဲ့ဖခင်များကသူရဲ့ဖခင်ကသူ့အရာရာကိုမစစ်ခံပဲဘရော့ဘဲနေရာကိုသွားပြီးဖះခေါ်ခြင်းကိုသူ့ကိုခံခဲ့ကြတော့သူ့ရဲ့ဖခင်သူ့ရဲ့မိသားစုများကစုပြစ်ခြင်းကိုသူခံခဲ့ရတယ်သူကယေရမိယအသက်တာကိုကျွန်တော်တို့ကြည်ကြဖြစ်သူကငယ်ရွယ်တော့သူဖြစ်တယ် သူရဲ့မျိုးရိုးကလည်းယစ်ဘရိုဟိအမျိုးနယ်ဖြစ်တယ်ပရိုဖက်နစ်စာတော့အကြောင်းအရာဘာတစ်ခုဘတ်ဆိုဘာတစ်ခုမှလည်းသူကမတိတယ်ကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်သူရဲ့သူတော်ယေရမိယမမျိုးလေးပဲသူရဲ့လူမျိုးသားအတွက်ပရောဖက်ပြုဝင်အတွက်ဖခင်ရဲ့ရွေးကောင်းကြီးကိုခံခဲ့ရတယ်။သူကကြိုးစားခဲ့တော့လေနောက်ဆုံးမှာဖခင်ရဲ့အလိုတော်ကိုပဲသူဝခံခဲ့ရတယ်ဆိုတော့ကျွန်တော်တို့မြင်တွေ့ရမှာဖြစ်ပါတယ်။နောက်တစ်ချက်အနေဖြင့်ယေရမိအမိတွေ့ရတော့အယူပါယုံနဲ့ရောက် အမဖော်ပြရတာအခန်းငယ်17မှ19မှာဖြစ်ပါတယ်အခန်းငယ်17မှ19ယေရမိမြေတွေ့ရတော့ယူပါယုံနေရထောရဖျားစကတော့ယေရမိထာတို့ရောက်၍ယေရမိထာတို့ရောက်တဲ့အချိန်မှာ အခန်းငယ်၁၁မှာဖော်ပြထားတာတပါကျော်ရဖြိုင်နှုတ်ပါတော်တွင်ငါစီတို့ရ၍ယေရမိတည်တဲ့အဘယ်ယာကိုမြည်တဲ့နေဟုမိတော်မူလေငါကအကျွန်ုပ်ဒီဘာသာကားကိုမြည်ပါယေဟုရှောက်တော်ထာဝရဖျားကတည်တဲ့မကစွာမြည်ပြီးအကြောင်းမူကားငါစကားကိုပြည့်စုံစေခြင်းကငါစံ့နေမည်ဟုမိတော်မူ၏ဘာလို့ဖျားကဘာဒကဘာရကဆိုရအရာကို ကျွန်တော်တို့လေးလာတော့အချိန်မှာဘာရကဟိဘေဘာသာစကားဖြင့်သူရဲ့အသေးပြေစောက်ကြည့်စောက်ကြည့်တကယ်တော့အခန်း ငယ်စနစ်မှာလဲဖခင်ကသူရဲ့စကားတော်ပြည့်စုံစေဖို့အတွက်သူစောင့်နေမိလို့ပြောတဲ့အချိန်မှာပါရာကိုက်ဆိုတာဖခင်ရဲ့ဒီနေ့ဖခင်ရဲ့စကားတော်ပြည့်စုံလာမယ်ဖခင်သူပြောထားတဲ့အတားတိုက်ပြပေါ်မှာပြုမဲ့အရာမှဓမြကိုဒီနေ့ပြည့်စုံလာမယ်ဆိုတော့ကိုယေရမိကိုယူပါယူအဖြစ်ယေရမိကိုမြည်တွေးစေတာဖြစ်ပါတယ်နောက်တစ်ခါနောက်ကယေရမိဖျားရဲ့နှုတ်ပါတော့နောက်ကယေရမိထာတို့ထပ်၍ရောက်လာခဲ့တယ်အခန်းငယ်73 73 74မှာကျွန်တော်တို့ နှုတ်ပါတော်ထမပေါ်ပြထားတာတဖတ်ခြောက်ရဖျားကြီးနှုတ်ပါတော်ဒီဒုတိယကျင်ကစီရိုရ၍တည်တည်အဘေရာကိုမြည်သည်နေဟုမိတော်မူလီငါကကျွန်ုပ်ဒီစုပွဲတော်အိုကေကိုမြင်ပါ၏မြောက်ဘဲတို့မျက်နှာပြူးလိရှိပါ၏ဟုခြောက်လီခြောက်ရဖျားကမြောက်ဘဲမျက်နှာကဘေးဥပါတိဤပိတာတို့အပေါ်နာထွက်လာလိမ့်မည်အေရာကိုဖရိယကဘလို့မြည်တွေးစီလဲဆိုတော့မြောက်ဘဲမှာအင်း စုပွဲနေတော့ OKR မြဘဲတို့မျက်နှာပြုမျက်နှာပြုမယ်ဆိုတာကတိုက်တူပြည်သားတွေရဲ့တိုက်တူပြည်သားတွေရဲ့သူတို့ရဲ့ဘုရားစကားကိုနာမခံချင်ဘုရားကိုကိုးကွယ်ရမှာတဲ့သူတို့ဟာရုပ်ရုပ်တုစီတုမြောက်ကိုကိုးကွယ်ရတဲ့အဲသူတို့ရဲ့နတ်ဘုရားမြောက်ကိုနတ်ဘုရားမြောက်ကိုဘုရားမဟုတ်ပဲသူတို့ရဲ့နတ်ဘုရားမြောက်ကိုကိုးကွယ်တဲ့ရစ်ပူစွာတဲ့များစွာတော့သူဆရာမှုတွေပြုခဲ့တယ်ဘုရားကသူသူဘုရားကိုကိုးကွယ်ဖို့ ဘုရားကိုကိုးကွယ်ဖို့ရတဲ့သူတို့တခြားတော့ဘုရားကိုကိုးကွယ်တဲ့အချိန်မှာဘုရားကထိုအရာများကိုမြတ်ဘဲမှလာတော့မြတ်ဘဲမှမြတ်ဘဲမှလာတော့ဘေးဥပါဆိုတာမြတ်ဘဲမှကဘာဘူးလုတ်ပြီနေဘုခာနေဇာမေဘာဘူးလုတ်ပြီမှာနေဘုခာနေဇာမေရဲ့လာရတိုက်ခိုက်ခြင်းလာရကျူးကျော်ခြင်းကိုသူတို့ခံရမှာဖြစ်ပါတယ်။အညာဘာဘူးလုတ်ပြီရဲ့လာရတိုက်ခိုက်ခြင်းကိုခံရတော့အချိန်မှာသူကဘာဘူးလုတ်ပြီတို့ခေါ်ဆော်ခြင်းတိတ်တွတ်ခြင်းကိုလည်းခံရမှာ။ထို့အရာများအဖြစ်ဘေးသာဝရဖျားက ယေရမိကိုမြည်တွေးစီခဲ့ပါတယ်အမြည်တွေးစီခဲ့တယ်ဆိုတော့ကျွန်တော်တို့မြည်တွေးရမှာဖြစ်ပါတယ်ဟိုတုန်နထာဝရဖျားကယေရမိရဲ့ယေရမိကိုပြောတယ်တည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 ်ထား၍တစ္ဆာရှိစွာအသိပြု၍တစ္ဆာရှိစွာကိုကိုကိုပြည့်စေပါပြည့်စေပါပြောငါပြောတဲ့အတားနှုတ်ငါပြောတဲ့အတားတိတိစကားများကိုသူတို့စီတို့တွားရောက်ပြောပြောပါဦးဖျားကယေရမိကိုပြောခဲ့တယ် တတပြပြောထော်ရပြသူ့ကိုခေါ်အပ်ပြီးဆက်လက်ပြီးခေါ်ပြီးခဲ့တယ်ဘလို့ပဲတိတိုက်ပြီးတော့တိတကယ်လို့အအဲတရားငါရဲ့ proven proven အရာငါရဲ့ disk ကိုပြောဖို့ရတဲ့တေကိုငါဆေလို့တော့အချိန်မှာတိုက်ပြီးတဲ့မှာရှိတဲ့အရာအဲတိုက်ပြီးတဲ့မှာရှိတဲ့အရာမှာဓမြလူတွေဖြစ်ဖြစ်မင်းကြီးမင်းကြီးရပ်ရဟေ proven စာတော့ခေါဆောင်များ တတူပြည်သားများတေကိုနည်းအမျိုးမျိုးဖြင့်ညစ်ပနှိမ့်ဆက်မယ်ဒါမဲ့တေဘမနာမှာငါတူရှိတယ်တေဘတေဘနာမှာအတူရှိတယ်ကြဘလို့များဘလို့ပဲဖြစ်ဖြစ်သူများကတေကိုနည်းမျိုးဆိုပြီးညစ်ဆက်ရေးပုတ်ကကြီးတိုက်ခိုက်ခြင်းများတေခိုင်ရမယ်တော့လေတေနာမှာငါတူရှိမယ်တေကိုဘဒူမအနံမယူနိုင်မယူနိုင်ဘူးဖခင်ယေရမိကိုဆက်လက်ရွက်ခွာပေးခဲ့တယ်ဆိုတော့ကျွန်တော်တို့မြေတွေ့ရမှာဖြစ်ပါတယ်။နောက်ဆုံးတစ်ချက်အနေဖြင့်နံပါတ်3ယေဘု ယေရမိဘရိုဖက်စ်ကတော့ယေရမိဘရိုဖက်စ်ကတော့အဲ့ရချက်ကတော့အခန်းငယ်10မှာကျွန်တော်တို့မြင်တွေ့ရမှာဖြစ်ပါတယ်ခန့်ငယ်တစင်မှာဖော်ပြထားတာကကြီးရှုလောတည်တည်နှုတ်ပယ်ဖြူချဖြစ်စီမလဲရတော့အခွေဒီဆောက်ဆပ်ပြရတော့အခွေနေတီးကိုလူအမျိုးမျိုးတို့ဤတိုင်းနိုင်ငံများပုံပါယနေ့ငါခတ်ထပ်ပြီဟုသာရဖျားကယေရမိကိုမိတော်မူခဲ့တယ်သာရဖျားကသာရဖျားယေရမိအဖြစ်သူဖြူမဲ့အရာကိုစကလုံးချလုပ်ပြီးသူဖော်ပြခဲ့တယ် ်ထိုးစကလို့ချောက်လောက်ကနှုတ်ပဲဖြူချဖြစ်စီမလဲရတော့အခွေးနဲ့ဒီဆောက်ဆပ်ပြရတော့အခွေးဖျားသူ့ကိုပြီးခဲ့တဲ့ဆိုတော့ကိုထိုးစကလို့ချောက်လောက်ဖြစ်ချင်တို့မြည်တွေးရမှာဖြစ်ပါတယ်ထိုးကလို့စကလို့ချောက်လောက်ကိုကြည်ကြဖြစ်ဖျားကြီးကဘာလို့ယူတာလူမျိုးများပေါ့ပြုမှလဲဆိုတော့ယူတာလူတော့သူကရုတ်တုကိုကွယ်ခြင်းတရားမြတ်တမှုကိမဲ့ခြင်းလူယူဖြစ်စီခြင်းဘာသာရေးကိုအလွယ်သုံးစားခြင်းဆရာများစွာတော့သူဆရာများကိုသူတို့ပြုခဲ့တယ်ဆိုတော့ ယေရမိယထွာရကိုထောယေရမိယသူတို့ကိုထွာရကိုမပြူတော့ပဲသာဝရဖျားတို့နန္ဒနဲ့ပြလဲလာပါကသာဝရဖျားကသူတို့ကို ပြပြသူတို့အဲသူတို့ဖျားကသူတို့ရဲ့အပြစ်ကိုလို့စင်မဲ့တာမကယာဒူနိုယာဒူတို့ရဲ့ဘေးမှသာရဖျားသူတို့ကိုကယ်လို့မီလို့ယေရမိယသူတို့ကို ပြောခဲ့တယ်။အမဲသူတို့ကယေရမိယစကားကိုနားမကဘဲနဲ့သူတို့ညစ်ပယ်ခဲ့တယ်။နှုတ်ဘတော်ထဲမှာပေါ့ဗျာယေရမိအခန်း28အငယ်9မှ10မှာ ဒေါရဖျားကသူတန်းနိုင်ငံများပေါ်နှုတ်ပဲဖြူချဖြစ်စီခြင်းနဲ့တိဆော့ပြုစုရအမိတော်ရှိသေးတယ်။အမေဖျားကသူသူပြောဖျားကအဲ့ဒီတန်းနိုင်ငံအပေါ်မှာဖျားကသူတို့ရဲ့ဒုစရပြုတွေကြောင့်ဖျားက တိုက်ပြေကို အမြင့်မှမကြဖျားကအကုန်လုံးနှုတ်ပြနှုတ်ပြမဲ့ဖြူချမဲ့ဖြစ်စီမဲ့တခုမှမကြဖျားဖြစ်စီမဲ့ဒါမဲ့သူတို့ကစစ်တကယ်လို့လားသူတို့ကစစ်မှန်တော့တော့ဒါနဲ့ဖျားထားတော့ပြ ပြက်လက်လိုက်ခဲ့ပြီးဖခင်ကထိုအရာများကိုသူ့ရဲ့စကားကိုသူပြရုပ်တင်မယ်။ဒါမဲ့တိုက်တူပြည်သားတွေယူတာလူမျိုးများရဲ့သူတို့ရဲ့နှွန်သားကိုဖခင်ကမမြင်တွေ့ရပါဘူး။သူတို့ဆက်လက်ပြီးပဲဒုစရာမှုကိုပြုပြနေတယ်ဆိုတော့ကိုကျွန်တော်တို့မြင်တွေ့ရမှာဖြစ်ပါတယ်။ဖခင်ကအေးစကလုံးချလို့အဖြစ်ဘုဒ္ဓပေါ်ဘုဒ္ဓရဲ့အပေါ်မှာပြုမယ်လေဆိုတော့ဒါဝရဖခင်ထိုအရာများကိုယူတာပြည်မှာရှိတဲ့ဘုရင်များယိဘရဟိမများပရောဖက်များ တန်နိုင်ငံများအပေါ်နေလူမျိုးမျိုးတို့အပေါ်နာဖျားကားထော်မှုကိုပြုမယ်ဆိုတော့ကိုပြောပြထားတာဖြစ်ပါတယ်လို့နောက်ဆုံးအနေနဲ့နောက်ဆုံးအနေနဲ့ဒီနေ့ဒီနေ့ကျွန်တော်တို့ယုတ်ကြည်သူယုတ်ကြည်သူများအသက်တာတို့လည်း ယူလာလူမျိုးကဲတို့ထာဝရဖျောက်ကိုအကြည်ကြည်ပြစ်မှားခဲ့ကြတယ်။အကြည်ကြည်ပြစ်မှားခဲ့ရတဲ့မဲ့ဖယားသာတို့ပြလက်ပြရွေးလက်လာခဲ့တဲ့နောင်ဒမျက်ရည်နဲ့မျက်ရည်မျက်ခွန်းနဲ့ပြလာခဲ့တယ်။ဒါမဲ့ထော်မားကိုပဲထပ်ခတ်တယ်လေလေကျွန်မတို့ပြုနေခဲ့တယ်။မဲ့ရယ်ရူဒာလူမျိုးများကိုထာဝရဖျားကယေရမိသူသူတို့နောင်ဒဖို့ရတဲ့နောင်ဒရဖို့ရတဲ့ဖျားကယေရမိကိုအတုပြုခဲ့တဲ့သူရဲ့တည်တည်စကားကိုနီးအမျိုးမျိုးပြပြောစီခဲ့တော်လဲ။ ပြောစီတကယ်တော့ကျွန်တော်ညီမတို့ရဲ့အသက်တာမှာလဲကျွန်တော်တို့လာမလာမရောက်နေတော့သူများသူဆောင်မှုကိုပြုနေတော့သူများသူများကိုကျွန်တော်ရဲ့ဘေးပဝွင့်ချင်မှာရှိတော့စင်ဘာဆရာဓမ္မဖြစ်တော်လကောတငယ်ချင်းများဖြစ်တော်လကော ကျွန်တော်ပဝွင့်ချင်ရှိတော့အရာနည်းမျိုးစွာဖြစ်ဘုရားကဖြဖို့ပြခဲ့တယ်နောင်တရဖို့ရတွေ့ဘုရားကဖို့ပြခဲ့တယ်အမဲကျွန်တော်တို့ကျွန်တော်ယူတာလူမျိုးများခဲ့တော့နားမထောင်ဘူးကျွန်တော်တို့ကမိဘဆရာဓမ္မတွေရဲ့ စကားကိုနားထောင်မင်းစားသူတို့ကိုအပြစ်တင်မိခဲ့တဲ့အချိန်များသူတို့သူတို့မထင်မဲမပြူးခြင်းများကိုများကိုပြုခဲ့တော့အချိန်များလေးရှိခဲ့တယ်။ဒါပေမဲ့အထာဝရဘုရားကယူဒလူမျိုးများကိုယူဒလူမျိုးများကိုသူတို့နာတာမရပဲထပ်ခါတလဲလဲနဲ့သူတို့ခွေးလို့ဖို့ရအတွက်နာတာလဲလာဖို့ရဂျေရီမီကိုအသုံးပြုတကယ်တော့ဘုရားအဖျားကလည်းဆရာသမားများကို တုပ်အတုပ်ပြုခဲ့တယ်။ဆရာသမားများတို့ဒီလည်းကျွန်တော်တို့ကိုစိတ်ရှည်တိခါပြီးသူရဲ့သူတို့ရဲ့မေတ္တာအဖြစ်ကျွန်တော်ညီမတို့ကိုဆုံးမတူတည်နေခဲ့တယ်။တကယ်လို့ဖခင်ဒါရတ်ဖခင်ဒီလည်းကျွန်တော်ကျွန်တော်တို့ကိုယ်တိုင်လည်းစစ်မှန်သောနှောတန်းနဲ့တုထာတို့ပြန်လဲတိုးဝေလာပြီးတိုးဝေလာမယ့်အခြေကိုသူခွင့်လို့ဖို့ရအမြဲစောင့်နေခဲ့တယ်ဆိုတော့ကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်။ယေရမိကိုဒါရတ်ဖခင်ကနှုတ်ပေဖြူချဖြစ်စင်းမလင်းရတော့အခွေကို ဖြစ်ဖြစ်စီမလဲရတော့အခွေကိုပေးတကယ်တို့ကျွန်အကျွန်တော်ညီမတို့ကိုလည်းဖခင်ကထိုအခွေကိုပေးထားခဲ့တယ်။ပြန်လို့တိဆောက်ဆက်ပြရတော့အခွေကိုယေရမိကိုပေးတကယ်တို့ကျွန်တော်ညီမကိုလည်းဖခင်ကထိုအရာများကိုပေးခဲ့တယ်ကျွန်တော်တို့သာရဖျားကကျွန်တော်တို့အဖြစ်ကျွန်တော်ရဲ့မိသားစုဆွေမျိုးသားချင်းများကျွန်တော်တန်းနိုင်ငံများကောက်ကြီးခစားဖို့ရတဲ့ ဖခင်ကကျွန်တော်တို့ကိုအတုံးပြူနေတယ်ဆိုတော့ကိုကျွန်တော်တို့တွေးရမှာဖြစ်ပါတယ်။မကောင်းတော့အရာများကိုနှုတ်ပယ်ဖြိုချဖို့ရတဲ့ကောင်းတော့အရာများကိုပြန်လဲပြီးတီဆော့ဆက်ပြရတော့ခွေးပြန်လဲပြီးပြန်လဲပြီးအစ်တဖာပြန်လဲပြုဖို့ရတဲ့ဖခင်ကကျွန်တော်ဓမ္မတို့ကိုအခွင့်အနာအခွင့်အနာကိုထောက်ရဖခင်အပြစ်ပေးထားတယ်ဆိုတော့ကိုအီယေရမိယေယေရမိကြားကိုလိလာကြပြီးကျွန်တော်တို့မြင်တွေ့ရမှာဖြစ်ပါတယ်။ထို့ကြောင့်ကျွန်တော်တို့အသက်တာတွေလည်း ်ယေရမိအတ္တတကိုကြည်ရဖြင့်ကျွန်တော်တို့ဘုရားရဲ့တာရမီယုတ်ကြည်သူဘုရားတာရမီများဘုရားရဲ့အမှုတော်ကိုစားတော့မယ်ဘုရားရဲ့အမှုကိုပြုတော့မယ်ဟုအခြေချပြီဆိုတာနဲ့များစွာတော့ညီဆဲကြီးတွေများစွာတော့ဆေးရဒုက္ခကြီးတွေပိစာကြီးများနာကြည်ကြီးများကိုကရာကိုထားပြီးကိုကိုကိုညစ်ပယ်၍ညစ်ပယ်ရအမှုတော်ထဲမှာ များစွာအကြိတ်ကြိတ်အဖပများစွာမျက်ရည်ပေါက်ပေါက်ကြရလို့တဲ့အချင်းနာကျင်နေပါတော့လေယေရမိကဲတို့ယေရမိကိုရလဲဖခင်ရဲ့အမှုတော်ထက်မှာသူဘလောက်ပဲနာကျင်နေပါစေခစားနေပါစေဘလောက်ပဲဒုက္ခဆင်းရဲကြုံနေရပါစေအဆုတ်ထိတာဖခင်ရဲ့အမှုတော်ထက်မှာပါဝင်ကြတို့ကျွန်တော်ဂျမားတို့ဒီလေဖခင်ရဲ့အမှုတော်ထက်နဲ့တစ္ဆာရှိစွာပါဝင်တော့ပါဝင်ဆက်ကတော့သူများဖြစ်ဖို့ရတဲ့ယေရမိရဲ့အသက်တာကိုကြည်ရဖြစ်အာအယစီတာကို ခွာပေးလိုပါတယ်အာယစီတာဖခင်ကောင်းကြီးပေးပါစေ